အကူငရဲချမယ်နော်အဲ့ဟောမင်းကဘာပြောတာဟမ်ဆိုပြီးတော့အိမ်မှာထိုးတာထိုးတာလည်းတင်ကျွန်တော်လိမ့်လိမ့်လိမ့်လေဟိုဘက်ဟိုဘက်ကနေပြန်ထိုးတာဒီဘက်ထိဒီရောက်တဲ့ခါအကူငရဲချမယ်နော် ထိုးနေတဲ့ကြားထဲကအဲ့ဒါအကူကတက်တဲ့ခါနာကျွန်တော်ညီကကျွန်တော်အဲ့လောက်ချစ်တယ်မိခွက်ကြီးပဲယူထားတဲ့ခရင်ရနေသတိထားပါစီပါမှုအရေးကြီးတယ်မတ်တဲ့25 20နဲ့ငါမကျွန်တော်တို့ငွေတစ်ကနေဖတ်တဲ့အခါကျရင်ကောင်းကင်နိုင်ငံတော်ဒီကလောကီနိုင်ငံမှာဒုက္ခကြီးပဲเนาะချမ်းသာတာတောင်ဒုက္ခဗျချမ်းသာတာလေကိုယ့်အကိုချမ်းသာလို့အေးစိနေရမယ်မတင်တော့ခါထားရတယ်အားလုံးကိုလူမဆိုးလို့ခိုးမဆိုးလို့ခိုးသွားလူသွားအရင်မကြည့်ကိုယ်ပါအန်တေလောက်သွားအောင်မယ်မလီ ဘလောက်ကောင်းတဲ့လောကကြီးလဲဆိုစီးစိန်နဲ့ပစ္စည်းတွေကောင်းဒီလိုခလုတ်နှိတ်တဲ့အလုံးရွေ့သွားတယ်မယ်နောက်ဆုံးကျဇွန်းနဲ့ထမင်းတော်ယူလာတော့ခွန်မလားမသိဘူးဖြစ်နိုင်ပါတယ်ဖြစ်နိုင်ပါတယ်တော်ဝင်တဲ့အလုံးကအာမကမရှိဘူးငါတင်ရင်တော့ဘယ်လိုမှမလွယ်မသိဘူးလေငါတင်ဘယ်လိုတော့မလွယ်မသိဘူးဘာလို့တေးမှတေးကြတယ်နော်တေးကြတယ်တော်ဝင်တဲ့တော့ကောင်းကင်နိုင်ငံနဲ့ကောင်းတဲ့နေရာဟုတ်တဲ့ ကောင်းကင်ကမင်္ဂလာဆောင်လူလင်ကိုခီးဥယျပြုခြင်းဟာမိခွဲ့ကိုကန်ယူ၍ထွက်သွားသောတတိုးတမီတကြိတ်နဲ့တူတယ်မိခွဲ့နဲ့နော်မိခွဲ့အလုံးမိခွဲ့ရတယ်တတိုးတမီအဖြစ်လဲရတယ်တတိုးသားကိုကြိုးဖို့ဆောင်တယ်ငါးယောက်ကတော့အစင်တဲ့ချစ်တယ် ငါးယောက်ကတော့ဆင်းတယ်။ဘာဆင်းနေမရှိတာလဲတဲ့။ဖီးမရှိဘူးတဲ့။အော်ဇာကြီးတော့ဆီလေခွက်ကြီးပဲယူတော့ဆီမယူဘူးတဲ့။ဒီနေ့လဲကျွန်တော်တို့ခွက်တွေယူထားတဲ့လူအများတော့ဘသူတွေလဲသိလား။ခွက်ပဲယူတဲ့လူတွေကခရိယာနေကြည့်ပဲ။ခရိယာနေကခွက်ကြီးပဲရှိတယ်။တပြားမှမလျှော့ဘူးကျွန်တော်ဒီနေ့ ခွက်ထဲပဲမိခွက်ကြီးပဲယူထားတဲ့ခရိယံနေသတိထားပါစီပါဖို့အရေးကြီးတယ်မိခွက်ကြီးပဲယူရဲဆိုတာမိယိုဖလာခရိယံဖွာတာကျန်းစာတတ်တာတတ်တယ်ယွတ်လိုက်မယ်သူတို့သူငယ်တန်းသူငယ်တုန်းကခလေးဘွားတုန်းကပထမကြီးပဲရတယ်တနေ့ကနေနေဆိုခုတွေနဲ့ကြီးလာ ဲ့ဒါကကောင်းတာကျွေးဒါမှလည်းအဲ့ဒါခွက်ကျွေးရှိသေးတယ်မီးခွက်ပဲရှိသေးတယ်မီးခွက်ပဲရှိခရစ်တော်ပြောပါတယ်မီးခွက်ကျွေးမရဘူးဒုတိယမွေးခြင်းတည်ဟူသောอืมတာရှင်တော်ဝိညာဉ်နဲ့လကောရေနဲ့လကောငွေရမယ်ဒီနေ့ခရစ်ယာန်တွေမီးခွက်ပဲရှိရတော့ အချိန်တန်ရင်မီးရှို့လို့ရလိမ့်မယ်။ဒါပေမဲ့အဲ့ဒီမီးကတေသွားတယ်။ဆီမရှိလို့တဲ့။ဆီမရှိရင်တေတာပဲနော်။ဆီမရှိရင်ဟာလား။ဆီဘူးလည်းပေးတယ်ဆီဘူးကိုမယူဘူးတဲ့။မိခွက်ကျွေးယူတယ်။ဒီမှာရွေးထားတယ်အားလုံး။ဘယ်နည်းဥပဒေတဝက်တဲ့။ဒီနေ့ခရိယလူတို့ကြီးတဝက်။ကဘာထဲမှာကြိုင်းခဲ့မယ်ဆိုဘယ်သူဝန်းနေမလဲ။နံပါတ်၁တော့ကျွန်တော်ထင်ပါတယ် ဖယားသခင်သိဝင်နေမယ်ဘယ်သူတယောက်မှပြည့်စည်ခြင်းတော့မရောက်စေတဲ့နဲ့ဖယားသခင်စေတနာနော်ကဘာတို့ကဘာသားတွေမပြောနဲ့မပြောနဲ့ခရိယန်လို့ခေါ်တဲ့လူတွေဒီနေ့ကဘာတွေမှာခရိယန်ဘယ်လောက်ရှိသလဲသုံးပုံတပုံလူဦးရခရိယန်အဲ့တော့၆ပုံတပုံပဲအစင်းရှိစဉ်းစားကြည့်လိုက်နော် ဒါရိုးရိုးလေးတင်ရှာနဲ့ပြောတာပါဒါခတ်မှန်းတာပေါ့ estimation ခတ်မှန်းဟာလာဒီအချိုးအစအရာပေါ့နော်ဒီအချိုးအစအရာစဉ်းစားကြည့်လို့ဘုရားသခင်မလောက်ဝင်နေဘာဖြစ်လို့ဒီလားတားတော်ကိုစွန့်ပြီးတော့ကဲဖို့ကဘာတွေလာတယ်တားတော်ကိုလက်ဝက်ကတိုင်းမှာအသေးခံပြီးတော့မှတရားမျှသွားသွားတရားမျှသွားခွတ်လွတ်တယ်ဒါကိုပေးနေတာတော့ပြင်းနေမှာဘူးတဲ့ ရတယ်ဒါကိုဆုံးဖြတ်ချက်ပဲဘုရားခင်ကတော့တစ်ဖက်ကလှုပ်ပြီးပါပြီလှုပ်ပြီးပါပြီပြီးရင်တော့ကျွန်တော်ထင်ပါတယ်ကျွန်တော်တို့မိသားစု10ယောက်မှာ9ယောက်ကောင်းကင်ဘုံရောက်ရင်နောက်9ယောက်အတွက်ဘုသူတွေဝန်းနေမလဲစဉ်းစားပါနော်အချို့သောသူတွေမှာအဲ့ဒီဝန်တာရှိတယ် ကျွန်တော်ဟိုတော့ဆုံးသွားတယ်ကြားပါတယ်ကျွန်တော်ညီကိုဥမောင်ညိုဆိုတာရှိပါတယ်ဘမလိုပဲနာမည်ဥမောင်ညိုပဲအမှန်တော့ချင်းလူမျိုးပါအဲ့ဒီဥမောင်ညိုမှာအကိုရှိတယ်ထုံမောင်တဲ့သူကချင်းသာဆိုတဲ့ဘမနာမည်နဲ့ဘမနာမည်အဲ့ဒီဥမောင်ညိုကခရစ်တော်ရသွားတယ်မနေနိုင်ဘူးမနေနိုင်ဘူးအမျိုးတွေတယောက်မှကြာသူပြောနေမနေနိုင်ဘူး တို့အကိုကြီးကလမ်းတရက်ကောင်းဆုံးထွမောင်းအဲ့တကယ်ဖြစ်တဲ့ပုံမှာတော့ကျွန်တော်လုပြောရမှာပေါ့ဦးထွမောင်းလူကောင်ကြီးကလည်းကြောက်တယ်သူ့ဘူကြီးဘူကြီးလို့ခေါ်တယ်လူကောင်ကြီးကျွန်တော်ကျ၆ပြည့်ကျော်တယ်ဖြင်းအမျိုးသားသူကဟာကလေးမျိုးနဲ့တမူလမ်းမှာသူဘူပဲသူဘိုးလုံးစားနေတာလမ်းတရက်ဘူကြီးလူကောင်ကြီးကလည်းကြီးကြီးဟာသူ့ဆိုလူတိုင်းကြောက် အဲ့တော့သူ့ညီကကတိရံအကိုမနေနိုင်ဘူးအကိုငရဲချမယ်နော်အဲ့တော့မင်းကဘာပြောတာဟမ်ဆိုပြီးတော့အိမ်မှာထိုးတာထိုးတာလက်တင်ဒီလိုလိမ့်လိမ့်လိမ့်လေဟိုဘက်ဟိုဘက်ကနေပြန်ထိုးတာဒီဘက်ထိဒီရောက်တဲ့အခါအကိုငရဲချမယ်နော်ထိုးနေတဲ့ကြားထဲကအဲ့ဒါအကိုကတက်တဲ့ခါနာကျွန်တော်ညီကကျွန်တော်အဲ့လောက်ချစ်တယ် ကဲတင်းချင်းရသွားတယ်။မရမချင်းမနေဘူးနော်။တကယ်ပြောတာကကျွန်တော်ဒီထဲမှာရှိပါတယ်။သူ့တိတဲ့လူတွေရှိတယ်။ရှာခုတ်တိလားမသိဘူး။ထုံမောင်တို့ညီအကိုဥမောင်ညိုကတက်တေခံလို့ဟိုထုံမောင်ခရတော်ရတဲ့အကြောင်းကျွန်တော်ကိုယ်တိုင်တက်တေခံတယ်အလကားကျွန်တော်မပြောဘူး။နော်။တင်းအောင်ဆရာကြီးမဖြစ်ပါဘူး။ဥမောင်ညိုကတင်းဒေါက်တာဖြစ်တယ်ထင်တယ်ကျွန်တော် တကုံမှာတင်းတော့ဖြစ်တယ်။ဆုံးသွားပြီစင်ဟောလာဆရာ။ဥမောင်ညိုတူတာကြီးဆုံး။အော်ဟိုအမေရိကန်မှာဆုံးတာလို့။အော်ဟောရှိသေးတယ်ရှိသေးတယ်။အော်ဟောစရာ။ကိုနေဆက်ဆိုင်တော့သူကိုနေအမြချစ်တာ။စဉ်းစားကြည့်ပါနော်။ဘာဖြစ်စီလားကန်ချမတော်တော်ဆိုးတယ်နော်။ထာဝရမင်းရဲ့မှာခံရမှာကိုဆိုးလို့မနေနိုင်ဘူးအထိုးခဏ။ လူကောင်းကြီးကလည်းအကြီးထိုးတာဟောလို့အာလိမ့်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 နေသွားတယ်ဟိုဘက်ကတစ်ခါပြန်ထိုးတာနောက်ဆုံးလေဒီကောင်ဘာဖြစ်လို့များဒီလောက်ဖြစ်နေလဲမနေနိုင်ဘူးပြန်စဉ်းစားရတယ်ပြီးမှအေဝံဂေလိတရားကယ်တင်ခြင်းကိုနားထောင်ကယ်တင်ခြင်းရတော့အမှုတော်ဆောင်ကြီးဖြစ်တယ်ဖြစ်ပါတယ်အမှုတော်ဆောင်ဖြစ်ပါတယ် GTP ဆိုတာအဲ့လို God's trio partner in mission ကျလို့ပါအဲ့ဒီလူတွေလောက်ပါတယ် တော့ညကမောင်တို့ဝန်းနေရမယ်နော်ကျွန်တော်တို့ပေါ့မနေပါနဲ့ဘာဖြစ်လို့လဲတဲ့ဖီမပါလို့ပြောခြင်းလေနော်မိခွက်ထဲမှာထည့်ပြီးတော့မိထုံးမို့ဆီဆီမပိုင်လေခဏပဲဒီနေ့ခဏခရိယာနေအများကြီးပဲအာခဏခရိယာတကယ်ခင်းလိုက်သွားပြီနတ်ရှိရောက်သွားပြီဘေးရင်ရှိရောက်သွားပြီနော်ခဏခရိယာနေအများကြီး စီမရှိဘူးတက်တေမရှိဘူးတက်တေစီရှိအောင်စီတက်တေရှိအောင်ဖရာတခင်လည်းပြောပါတယ်စီတက်တေမရှိဘဲမနေပါဘူးတက်တေရှိရမယ်ကြောက်ကြောက်ရှင်ရခရစ်ဝင်အခန်းကြီး3ယောခရိခန်းကြီးတော့အငယ်ဆက်ရှင့် သားတော်ယေရှုကိုယုံကြည်သောသူသည်အပြစ်စီရင်ခြင်းခံရဦးတဲ့တကယ်ယုံတဲ့လူကအပြစ်စီရင်ခြင်းမခံဘူးနှုတ်ကပတော်ပြောတယ်ယေသာထာသောနှုတ်ကပဒါပေမဲ့ယေသာထာသောနှုတ်ကပကပြောတော်မဟုတ်ဘူးအသက်ရှင်တဲ့နှုတ်ကပကတတ်တိထူမှာယေသာထာတဲ့ဟာကိုနားထောင်ပါပြီးတော့အသက်ရှင်သောနှုတ်ကပတော်ရဲ့တတ်တေကိုဒီဆိုင်ပါ တတရပါလဲတဲ့ရှင်ဟောဩဝရစွာခဏညာအင်မတန်မှညင်းလို့မရပါဘူးတဲ့နော်နော်ပြောချင်တာညင်းလို့မရဘူးဆင်ခြေပေးလို့မရပါဘူးတဲ့ဒီနေ့အတိအသေးမှမိခွက်လောက်ကင်ထားပြီးတော့ရှိမရှိဘူးဆိုရင်ဒီနေ့စဉ်းစားပါနော်ဒီနေ့စဉ်းစားပါအချိန်မရှိတော့ဘူးချေမရှိတော့ဘာဖြစ်လဲဆိုတော့ ဒီနေ့ကျွန်တော်တို့လူသဘာဝအတိုင်းအသက်ကိုသုံးပိုင်းပိုင်းနဲ့တရားသမားဆုံးမစကားငယ်ရွယ်စဉ်ခါပညာရှာနောက်တော့စီးပွားရှာနောက်ဆုံးကြမှာတရားနဲ့ဖျားရှာနော်ဒီကနေ့40ကျော်လေးတွေသေးနေတာမနှဲပါဘူးမဟုတ်လားဟုတ်လားအာဝကမရှိပါဘူး အာမခံကသားတော်ကိုယုံကြည်သောသူအပြစ်လို့တယ်ရှင်ခြင်းမရှိဘူးသားတော်ကိုယုံကြည်သောဒါပဲလားမဟုတ်ဘူးအထဲမှာတက်တယ်တဲ့ဒီမှာအပြစ်မှာမဟုတ်ဘူးအထဲမှာတက်တယ်ပြောကြပါလေငယ်တဲ့ဖယားတိသားတော်ကိုယုံကြည်သောသူသည်မိမိအထဲ၌ထိုတက်တယ်တဲ့အသက်ရှင်သောနှုတ်ကပါတော်တက်တယ်ပြေးလားမနေနိုင်ဘူးရိုးရိုးလေးပဲ ဘယ်တော့ပူတည်လို့လဲအရေးကြီးတဲ့ခါကျရင်ဘယ်တော့မှမရအောင်ဘယ်တော့မှဘာနဲ့မှမလဲဘူးဖရာတကယ်ရှင်းယုံနေကျွန်တော်ယုံနေအာမမင်းဘာမလုပ်မပေးဘူးပါရတယ်မပေးခြင်းနေပေးခြင်းပေးအေးမကြည့်ဘူးဒီမှာရထလာဒီမှာအဲမှာဒီသက်တည်ရှိတယ်အဲ့ဒါဖရာသက်တည်ဖြေပန်ရှိရမယ်ဖြေမရှိရင်အဲ့သက်တည်မရှိဘူးအဓိပတိကြီး အောင်မဲ့အေဝင်လီကြီးလုလုပါလုပါအေဝင်လီလုံးလို့သူများကြီးပဲကတင်းချင်းရတယ်ကိုကမိခွက်လည်းချီမပေါတရိုးသားလာတဲ့ခါကျမဟောသွားပြီမပေါပေါဘလောက်ဝင်နေကြကောင်သူကြောင့်အကုန်ရောက်ကုန်ပြီသူကကြံရခဲ့တယ်ဘာဖြစ်လို့လဲသူကတည့်ရတန်းနဲ့မယူဘူးပွေးစေးရောင်းပြီးမှလဲပဲမှပွေးကြည့်ပဲတကယ်ပါ ပွေးစင်ရောင်းတဲ့လူကလည်းပဲမှာပွေးဘလောက်တုံးတဲ့ကောင်လဲဆိုသူဘာဖြစ်လို့ပွေးစင်ရောင်းတယ်လဲကော်မရှင်ရလို့ရောင်းတယ်သူကပွေးစင်ရောင်းတော့ကြော်ညာတဲ့ကောင်ကြော်ညာတာသူကပွေးစင်ကြော်ညာရှိုးနေပါနဲ့အဲသူလည်းပဲမှာလက်ကမှာဘယ်တော့မှမချိုးဘူးဘာလို့ဒီလားပွေးနေရှိပွေးရလဲတရားညာမဟုတ်ဘူးလည်းပဲမှာတရားညာတော့ဘလောက်များပွားနေမှာကြုံမသိဘူးလည်းပဲမှာတော့ပွေးနေရှိတယ် ဟာကျွန်တော်မျက်မြင်ကိုတွေ့တဲကောင်းတဲ့ပွေးစင်းတော့မွေးနှကောင်ပွေးစင်းဆိုတော့ဒီနားကလူတွေသိလားမသိပါဘူးကျွန်တော်တော့သိတယ်မွေးနှကောင်ပွေးစင်း penicillin blin နဲ့မွေးလေးနှကောင်လေးလို့ဆက်ကူပူးလေးလည်းခလုံးကြောက်ကြရနဲ့မဟုတ်ဟေးကတတိရှိတယ်အဲ့ဒီဆေးကိုကြော်ညာတဲ့ငတဲလေခုံးမှာပွေးကြီးပဲဒီနေ့ခရိယန်နေအဲ့ဒီအတိုင်းပဲကြော်ညာတော့မှန်တယ်ဆေးလည်းမှန်တယ်ဒါပေမဲ့ तू မတော့တေးရော တဝက်နှုံးလောက်ကြံရခဲ့ပဲဒီနေ့ကတဝက်ဒီတည်းကကြံတော့ကျွန်တော်တော့ရင်ထဲမှာပို့တယ်ကျွန်မနေနိုင်ကြောင်ညာတဲ့လူကဒီနေ့ကြောင်ညာမျိုးမျိုးကြောင်ညာတွေ့လားတယောက်ကြလည်းကြောင်ညာတယ်နော်ဟာဘာဖြစ်တာလဲချောင်းဆိုးလို့မလေးဒီမှာဒီစိတ်တိတ်ကောင်းတယ်သူကော်မရှင်ရလို့လောက်တာမဟုတ်ဘူးနော်သူကိုယ်တိုင်ပျောက်လို့သူပျောက်လို့ကိုကြီးစားတယ်မိမိအแทမှာတက်တည်တယ် အဲ့ဒီတက်တည်းစီတက်တည်းရှိသလားလို့ကိုကိုကိုစစ်ပါစီတက်တည်းဟာမတည်ဘူးဆရာကြီးရယ်ဘယ်လိုသိမလဲမတည်ဘူးဒီစီတက်တည်းနော်ကျွန်တော်တို့ဘယ်လိုဝေဖန်မလဲမတည်ဘူးဟာဝင်းကျင်တော့တက်တည်းစီတက်တည်းဘယ်လိုမှမတည်ဘူးယောမအော်ရစာယောမအော်စာခန်းကြီးရှစ်အငယ်ဆက်လေး တက်တွေရှိပါတယ်ကျွန်တော်ပြောချင်ပါတယ်ငယ်ဆက်လေးဖယားတခင်ဝိညာဉ်တော်ပဲ့ပြင် ဆုံးမတော်မူသမျှတော်သူတဲ့တယောက်မကြဖယားသာသူဖြစ်တယ်တဲ့နင်းနော်မဟုတ်တာလေးမတော်စမတတ်တာလို့ညာပြောလိုက်ရရင်တခါပြောမိတယ်မဟုတ်လားစိတ်ထဲမှာလေမကောင်းလိုက်တာ အော်တဘာနော်မကောင်းဖြစ်မနေဘူးလားဖြစ်နေတယ်မဟုတ်ကဟုတ်ကလေးနော်ဘာမှမဟုတ်နည်းနည်းလေးပဲဟာလာမူသားမပါလင်္ကာမချောလို့လင်္ကာလေးချောဖို့အချောတတ်ဖို့နည်းနည်းလေးလိန်လေဒီထက်ရမနေဘူးအဲ့လိုဖြစ်ဖူးတဲ့လူတွေအားလုံးဟာမှတ်ထားပါဘုရားသခင်သားတော်ကိုယုံကြည်လို့ဖြစ်နေတာပြောခြင်းနဲ့နော်ပြောခြင်းနဲ့ ဖယားကဒီလိုထိန်းတာဒီလိုထိန်းတာအပြင်ကနေပြီးတော့လှုပ်တဲ့ဆွေးမဟုတ်ဘူးအထဲတဲ့ကလှုပ်တဲ့ဆွေးတောက်ပြီးရင်တက်တက်ထူလိမ့်မယ်တောက်ဖို့တော့အရေးကြီးတယ်တောက်ပြီးရင်တက်တက်ထူလိမ့်မယ်နော်တားတော့ယုံလိုက်ပါယုံကြည်ခြင်းနဲ့တောက်လိုက်ပါတက်တက်ထူပါလိမ့်မယ်အငယ်ဆက်ချောက်ငါတို့ဒီဘုရားသခင်တာဖြစ်တည်ဟုဝိညာဉ်တော်ဒီငါတို့ရဲ့ဝိညာဉ်နဲ့အတူ က်တေခံတယ်ဒီနေ့ရှိပါကြပြီလားနော်အကျင့်တီလာကောင်းလို့ကောင်းကြည့်မရရင်နေပါစေဖရာတကရှင်မှာဖြောင်းမတ်စွာအသက်ရှင်သောကြောင့်ဆိုးမရရင်နေပါစေတတော်သားကိုတော့ကြိုးဆိုပြီးတော့ကောင်းကင်ကိုဝင်ဖို့တော့အခမဲ့ပါအခမဲ့ပါအကျင့်မဲ့ပါအကျင့်မပါပါဘူး ဒါလေးတောင်မှမလုပ်ပဲမိွက်ကြီးရှောက်ဆွဲနေရင်တော့ဒီနေ့ကျွန်တော်တို့မှားပြီဒီနေ့ကျွန်တော်စဉ်းစားစီခြင်းတယ်အချိန်တိတ်မရှိပါဘူးဟုတ်ပြီနော်